မင်္ဂလာပါ Sagres Band နဲ့လက်ွဲ online တော့ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့လည်း Amphi Kanji Reparation လေးပတ်တူအပိုင်းကိုဒီနေ့တွားကြပါမယ်เนาะအဲ့တော့အတူတူအဆုံးထိကိုလိုက်ပါပြီးတော့လေ့လာကြပါမယ်အဲ့တော့ဒီနေ့သင်မဲ့ Kanji လေးကိုကြည့်လိုက်ကြရအောင်အဲ့တော့ဒီနေ့သင်မဲ့ Kanji လေးကမင်းနာဆန်တို့လည်းရင်းနှီးပြီးသားပါဘာလေးလေးဆိုတော့ပထမဦးဆုံးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ် သုံးချက်ဆွဲတဲ့ခုချစ်ဆိုရယ်ဘဇက်ပေါက်လေးဘဇက်ပေါက်လေးကိုခလျာနေဒေါင်းလိုက်မြင်းလေးတချောင်းဖြက်လိုက်တယ်ဆိုရင်သူ့ရဲ့နာမည်ကဘာဖြစ်သွားလဲဆိုတော့သူ့နာမည်ကအဲနတ်ကလို့ခေါ်တဲ့အလေခန်းကြီးလေးဖြစ်သွားပါတယ်အဲ့တော့ဘဇက်ပေါက်ကိုအလေတဲ့ကနေဖြက်လိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့နာမည်လေးကနတ်ခါဆိုရယ်အလေလေးဖြစ်သွားပါတယ်နော်ခုချစ်ဆိုရယ်ဘဇက်ပေါက်လေးကိုအလေကနေဒေါင်းလိုက်မြင်းလိုက်လေးဖြက်လိုက်ရင်နတ်ကဆိုရယ်အလေမြင်းလေးဖြစ်သွားပါမယ်နော်အဲ့တော့နတ်ကဆိုရယ်အလေလေးဟုတ်ပြီအဲ့ဒါဆိုရင်မနီ ုံးကမင်းသားဆန်တို့ဗီဒီယိုပတ်ဝန်းကိုကြည့်ပြတဲ့သူတွေဆိုရင်သိလိမ့်မယ်ခွနီဇရန်နိုင်နံကိုဘလို့မျိုးရတာလဲမင်းသားဆန်တို့မှတ်မိသေးရဲ့လားတစ်ချက်ဇွဲတယ်နှစ်ချက်ဇွဲတယ်သုံးချက်ဇွဲတယ်လေးချက်ဇွဲတယ်ငါးချက်ဆွဲတယ်၆ချက်ဆွဲတယ်၇ချက်ဆွဲတယ်၈ချက်ဆွဲတယ် နိုင်နဲ့တနိုင်နဲ့ဆိုတာကစီးရီမြင်းနေပေါင်းနေနဲ့ထားထတာဖြစ်တဲ့အတွက်နိုင်နဲ့ဆိုပြီးတော့ခေါ်တာအဲ့ဒီနိုင်နဲ့ခန်းကြီးလေးနဲ့စောနာကပြောတယ်နတ်ကဆိုရယ်အလေခန်းကြီးလေးနဲ့ပေါင်းကြည့်လိုက်ရင်ဘာဖြစ်မယ်လို့ထင်လဲဘာစကလုံးလေးရသွားမယ်ထင်လဲနတ်ကဆိုတာအလေကိုပြောတာခွနီဆိုတာကနိုင်နဲ့ကိုပြောတာအဲ့ဒီအခါမှာဝါတာရှိတို့ဘာစကလုံးလေးရသွားမလဲဆိုတော့သူ့ရဲ့ တကလုံးလေးကချူဂေါခုလို့ခေါ်တယ်တရုတ်နိုင်ငံဆိုတာကိုရှားသွားပါတယ်လလွယ်လေးပဲเนาะအဲ့တော့နိုင်ငံတော့နိုင်ငံပဲဘာနိုင်ငံလဲအလေမာရှိတဲ့နိုင်ငံကတရုတ်နိုင်ငံချူဂေါခုလို့ခေါ်ပြရမယ်ဟုတ်ပြီเนาะအဲ့တော့အလေခန်းစင်းနဲ့နိုင်ငံနဲ့ပါလိုက်ရင်အလေမာရှိတဲ့နိုင်ငံဆိုတာချူဂေါခုဆိုရဲတရုတ်နိုင်ငံဆိုတာဖြစ်သွားလိမ့်မယ်တရုတ်နိုင်ငံကအလေမာရှိတဲ့နိုင်ငံဆိုပြီးတော့အလွယ်မှတ်ထားလိုက်မယ်เนาะအဲ့တော့နောက်တိုက်ခန်းစင်းလေးတစ်လုံးကြည့်ကြည့်ရအောင်မင်းသားဆန် အဲ့တော့နောက်ထပ်ခန်းကြီးတလောင်းလေးကလည်းလွယ်လွယ်လေးပါပထမဦးဆုံးဘလို့ရေးမလဲဆိုတော့ တစ်ချက်စွဲမယ်နှစ်ချက်စွဲမယ်သုံးချက်စွဲမယ်ဒီတင်ငေတာလေးကိုမှတ်ထားပြရမှာကခုစလို့ခေါ်တယ်သူ့နာမည်ကိုခုစခုစဆိုတာမြက်ကိုပြောတာအဲ့တော့မြက်ခန်းကြီးလေးလို့အလွယ်မှတ်ထားပြပါမယ်နော်အဲ့တော့အဲ့ဒီမြက်ခန်းကြီးလေးကိုဆက်ပြီးတော့စွဲအောင်မယ်သူကအောက်ကလေးမှာတစ်ချက်စွဲမယ်နှစ်ချက်စွဲမယ်ဒီခန်းကြီးတင်ငေတာကကြတော့လူခန်းကြီးလို့မှတ်ထားပြမယ်သူ့ဘေးနားမှာခါတာခနာတော့ငါသင်ခဲ့တဲ့ heat ဆိုတဲ့စကားလုံးလေးကိုဘေးနားကတ်ထားတာပြန်ရေးပြမယ်မြက်ခန်း ြီးလေးတစ်ချက်နှစ်ချက်သုံးချက်ဆွဲတယ်ပြီးရင်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်ဒီသင်္ကေတကလူခန်းကြီးလေးဘေးနားမှာခတာခနာဟီလီကိုဆွဲလိုက်တာအဲ့ဒါဆိုရင်သူ့ရဲ့နာမည်ကဘာဖြစ်သွားလဲဆိုတော့ဟာနာလို့ခေါ်တဲ့ပန်းဆိုတာဖြစ်သွားတယ်ပန်းခန်းကြီးလေးပါပန်းဆိုတာကမြက်ခင်းပေါ်မှာလူတယောက်ကတဟီဟီတဟာဟာနဲ့ဖြစ်တယ်ဆိုရင်ဟာနာလို့ခေါ်တဲ့ပန်းဆိုပြီးတော့မှတ်ထားပေးမယ်မြက်ခင်းပေါ်မှာလူတယောက်ကတဟီဟီနဲ့ရည်နေတယ်ဆိုရ တယ်ဟာနာဆိုရယ်ပန်းကိုကျွေးလို့လို့မှတ်ထားပေးမယ်ဟုတ်ပြီเนาะဇာတိကပန်းခန်းကြီးလေးပါအဲ့တော့ပန်းခန်းကြီးလေးပြီးသွားရင်နောက်တစ်မျိုးလေးကြည့်လိုက်ကြရအောင်အဲ့တော့နောက်ထပ်ခန်းကြီးတစ်မျိုးလေးကကြတော့သူ့နာမည်ကဘာလို့ခေါ်လဲဆိုတော့ကြည့်ကြည့်မယ်ပထမဦးဆုံးတစ်ချက်ဆွဲတယ်နှစ်ချက်ဆွဲတယ်သုံးချက်ဆွဲတယ်လေးချက်ဆွဲတယ်ငါးချက်ဆွဲတယ်ဒါလေးကိုမင်းသားဆန်တို့ရင်းနှီးပြသားပဲတစ်ခေါက်ထပ်ပြောရရင်မဲလို့ခေါ်တယ်မျက်လုံးခန်းကြီးလေးမျက်လုံးခန်းကြီးလေးကိုအောက်က6လောက်လေး ှစ်ချောင်းနဲ့ထောက်ထားတယ်ဆိုရင်ဘာလို့ပြောမလဲဆိုတော့မျက်လုံးကို တောက်ထောက်ပြီးကြည့်တယ်ဆိုတာကမီတို့ကြည့်တယ်ဆိုရဲစကားလုံးလေးပါ မှတ်ထားပါမယ်မျက်လုံးကိုအောက်ကချက်လောက်လေးထွက်ပြီးတောက်ထောက်ပြီးကြည့်တယ်ဆိုရင်မီတို့ကြည့်တယ်ဆိုရယ်ခန်းကြီးလေးဖြစ်သွားပါမယ်နော်အဲ့တော့မီတို့ကြည့်တယ်ဆိုရယ်ခန်းကြီးလေးပါအဲ့တော့ထပ်ပြီးတော့ပြောပြအောင်မယ်အဲ့ဒီဆောနာကဟာနာဆိုရယ်ပန်းခန်းကြီးလေးကိုပြန်ရေးလိုက်ပြီးဝါတာစီကနေပြီးတော့အဲ့တော့ပန်းခန်းကြီးလေးနဲ့အခုပြောလိုက်တဲ့ကြည့်တယ်ဆိုတာကမျက်လုံးကိုတောက်ထောက်ပြီးတော့ကြည့်တယ်လို့ခေါ်တဲ့မီတို့နဲ့ပေါင်းလိုက်တဲ့အချိန်မှာဖားစကလုံးလေးရသွားလေဆိုတော့ ဟာနာမီလို့ခေါ်တဲ့ပန်းကြည်ချင်းစို့ခေါ်တဲ့စကားလုံးလေးဖြစ်သွားပါတယ်။ဟာနာမီဟာနာမီရဲ့အတိတ်ဘယ်ကပန်းကြည်ချင်းမှာပန်းကိုကြည့်တဲ့အဲ့ဒီတော့ဟာနာမီပန်းကြည်ချင်းလို့ခေါ်တဲ့စကားလုံးလေးရသွားတယ်။ဟုတ်ပြီမီတို့ကြည့်တယ်ဆိုရင်ခန်းကြီးကဘာရင်းနဲ့ပေါင်းထားတာမျက်လုံးကိုတောက်ထောက်ပြီးကြည့်တယ်ဆိုရင်မီတို့ကြည့်တာဖြစ်ပြီးတော့ပန်းခန်းကြီးကမျက်ခင်းပေါ်မှာလူတယောက်ကတဟိဟိနဲ့ရည်နေတယ်ဆိုတာဟာနာလို့ခေါ်တဲ့ပန်းကိုတွေးလို့ပါဆိုပြီးတော့မှတ်ထားပေးမယ်။အဲ့ဒီ က်နှစ်မျိုးပေါင်းနိုင်ရင်ဟာနာမီပန်းချီချင်းဆိုတဲ့စကားလုံးလေးဖြစ်သွားတာဟုတ်ပြီနော်အဲ့တော့နောက်ထပ်အခန်းကြီးတစ်လုံးလေးကြည့်လိုက်ကြရအောင် အဲ့တော့နောက်ထပ်အခန်းကြီးလေးတစ်လောင်းလေးကြည့်မယ်။အဲ့တော့နောက်ထပ်အခန်းကြီးတစ်လောင်းလေးကလွယ်လွယ်လေးပါ။ဗာလေးလေးဆိုတော့တစ်ချက်ဆွဲမယ်၊နှစ်ချက်ဆွဲမယ်၊သုံးချက်ဆွဲမယ်၊လေးချက်၊ငါးချက်ဆွဲတယ်၊ခြောက်ချက်ဆွဲတယ်၊ခုနှစ်ချက်၊ရှစ်ချက်၊ကိုးချက်၊စိတ်ချက်လေးဆွဲတယ်။ဒါကဗာလေးလေးဆိုတော့ဥမာလိုခေါ်တဲ့မြင်းခန်းကြီးလေး၊မြင်းခန်းကြီးလေးပါနော်။အဲ့တော့မြင်းခန်းကြီးလေးရဲ့ဘေးနားမှာ တက်ချက်ဆွဲတယ်နှက်ချက်ဆွဲမယ် 3ချက်ဆွဲတယ်4ချက်လေးဆွဲလိုက်တာအဲ့ဒါဆိုရင်သူ့ရဲ့နာမည်ကမြင်းလိုမျိုးပဲမြန်တာကအခိလိုခေါ်တဲ့ဘုဒ္ဓယုံမှာဘုဒ္ဓယုံမှာယထာတွေကပြေးဆွဲတာအဲ့ဒီအတွက်ဘုဒ္ဓယုံကယထာတွေကမြန်ပါတယ်အဲ့ဒီအတွက်မြင်းထက်ပိုမြန်တဲ့အတွက်မြင်းခန့်ကြီးလေးပါပါပြီးတော့ထည့်ထားပြီးတာအဲ့ဒီအတွက်အခိလိုခေါ်တာပါမယ်မြင်းခန့်ကြီးလေးနဲ့ပါနေရယ်ဆိုရင်အခိလိုခေါ်တဲ့ဘုဒ္ဓယုံဆိုပြီးတော့မှတ်ထားပေးပါမယ်ရေးတဲ့ပုံစံလေးကိုထပ်ပြီးတော့ကြည့်ကြမယ် ရေးတဲ့ပုံစံလေးကတစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲတယ်လေးချက်ငါးချက် 6ချက်လေးဆွဲလိုက်မယ်9ချက်10ချက်9ချက်10ချက်လေးဆွဲလိုက်မယ်အဲ့ဒီအစားလေးတွေအမြင့်ရအမိလေးလို့မှတ်လိုက် အနောက်ကလေးမှာ10ချက်ဆွဲမယ်2ချက်ဆွဲတယ်3ချက်4ချက်ဆွဲတယ်သူ့နာမည်ကဘာလို့ခေါ်မလဲအခိလို့ခေါ်တဲ့ဘုဒ္ဓယုံခန်းကြီးလေးပါဟုတ်ပြီနော်အဲ့တော့ဘုဒ္ဓယုံခန်းကြီးလေးကဘုဒ္ဓယုံကယထာတွေကမြင်းလို့ပဲမြန်မာတဲ့အဲ့ဒီအတွက်မြင်းခန်းကြီးလေးထည့်ပြီးတော့ရေးထားပေးတာအဲ့ဒါဆိုရင်နောက်ထပ်ခါကြီးတလုံးလေးဆက် ပြီးတော့လေ့လာကြည့်ရအောင်။အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးဆက်ကြည့်မယ်။နောက်ထပ်ခန်းကြီးတစ်လုံးကလည်းလွယ်လွယ်လေးပါ။ဗာလီလက်ဆိုတော့တစ်ချက်ဆွဲမယ်၊နှစ်ချက်ဆွဲပြီးသုံးချက်ဆွဲပြီးဒါလေးကအမိုးလေးမိုးထားတာပေါ့နော်။သူ့ရဲ့အောက်ကလေးမှာဗာလီလာမလဲဆိုတော့တစ်ချက်လေးဆွဲမယ်၊နှစ်ချက်ဆွဲမယ်၊သုံးချက်ဆွဲမယ်၊လေးချက်ဆွဲမယ်၊ငါးချက်လေးကိုဆွဲလိုက်တဲ့သူ့နာမည်ကမီဆဲလို့ခေါ်တဲ့စိုင်ခန်းကြီးလေးပါ။ သူနာမည်ကဘာလို့ခေါ်တာမီဆေးလို့ခေါ်တာမီဆေးဆိုတာစိုင်ခန်းကြီးလေးပါเนาะအဲ့တော့စိုင်ခန်းကြီးလေးပြန်ရေးကြည့်မယ်စိုင်ဆိုတာကအမိုးမိုးပြီးတော့ရှိနေတာဒါကအမိုးလေးအမိုးအောက်ကလေးမှာ လူတွေက မတက်ရက်နေတယ်ဘလို့မတက်ရက်နေရလဲဆိုတော့ပါဇက်ပေါက်လေးနဲ့ဖြန့်ပြီးတော့မတက်ရက်နေတာစိုင်ကဝန်ထမ်းနေဆိုတာက customer လာရင်ပါဇက်ကြီးအသေးပိတ်ထားလို့မရဘူးလေကြိုဆိုပါတယ်ဆိုပြီးတော့ပြုတ်ပြရမှာအဲ့ဒီတူကပါဇက်ပေါက်ကိုဖြန့်ပြီး တော့မတ်တက်ရက်ပြီးတော့အမိုးအောက်မှာနေနေတယ်ဆိုရင်မီဆဲဆိုရယ်ဆိုင်ဆိုပြီးတော့မှတ်ထားပေးပါမယ်မီဆဲဆိုရယ်ဆိုင်ကအမိုးအောက်မှာဝန်ထမ်းတွေကမတ်တက်ရက်ပြီးဗစက်ပေါက်ဖွင့်ပြီးနေနေရင်မီဆဲဆိုရယ်ဆိုင်ဆိုပြီးတော့မှတ်ထားပေးပါမယ်ပြန်ပြီးတော့ရေးကြည့်မယ်ဆိုင်ကိုဘလို့ရင်းမလဲအမိုးအောက်ကလေးမှာဘလို့ရက်နေတာမတ်တက်လေးရက်နေတယ်ခုချီဆိုရယ်ဗစက်ပေါက်ကိုဖွင့်ပြီးတော့မတ်တက်ရက်နေတာဒါဆိုရင်သူ့ရဲ့နာမည်ကမီဆ ဆဲလို့ခေါ်တဲ့စိုင်ခန်းကြီးလေးလို့မှတ်ထားပေးပါမယ်။ဒါလေးကမီဆဲလို့ခေါ်တဲ့စိုင်ခန်းကြီးလေးပါ။ဟုတ်ပြီနော်။အဲ့တော့နောက်တစ်မျိုးလေးကြည့်လိုက်ကြရအောင်။နောက်တစ်မျိုးလေးရတဲ့ကတော့ကြည့်ကြည့်လိုက်တော့တစ်ချက်ဆွဲမယ်၊နှစ်ချက်ဆွဲတယ်၊သုံးချက်ဆွဲမယ်၊လေးချက် ငှားချက်ဆွဲတဲ့6ချက်9ချက်10ချက်လေးဆွဲတဲ့အောက်ကလေးမှာ9ချက်10ချက်လေးရှိတယ်ခလေးကတော့ဒါကမေးဆိုရင်မျက်လုံးလေးပေါ့နော်မျက်လုံးခန်းကြီးလေးအပေါ်ကတော့သူ့ကိုခွချစ်ဆိုရဘဇပောက်လေးနဲ့တွေ့ရကြဘဇပောက်ခန်းကြီးလိုယာယီအမှတ်ထားလိုက်တယ်မဟုတ်အောက်ကကြတော့ဒီတင်ကေတာလေးကရှစ်လို့ခေါ်တဲ့ဟာချီဆိုတာလေးနဲ့တူနေရပေါ့နော်အဲ့တော့ဘယ်လိုလေးခေါ်သွားမလဲဆိုတော့သူ့ရဲ့နာမည် caro င်းကိုခေါ်တာဒီအင်းကဝန်ထမ်းတွေမှာတုံးတဲ့အင်းဥပမာခါကြီးရှာရင်ကော်မတီဝန်ထမ်းဂင်းခိုးအင်းဘန်းဝန်ထမ်းရှာအင်းဝန်ထမ်းတို့အင်းဆိုတဲ့စကားလုံးတွေမှာတုံးတဲ့ခန်းစည်းတင်ကြတာလေးပါအဲ့တော့ဒီအင်းကဘလို့အင်္ဂလိပ်ဆိုတော့ဝန်ထမ်းတွေမှာတုံးတဲ့အင်းဖြစ်တဲ့အတွက်ဝန်ထမ်းတွေဆိုတာကဗစက်ပေါက်နေတဲ့စကားပြောရတယ်လို့မဲဆိုတဲ့မျက်လုံးနဲ့လည်းကြည့်ရတယ်ဘနတ်ခါတောင်လဲဆိုတော့ရှစ်တိန်ချစ်ခါတောင် ကြည့်ရတယ်အတွက်သူကဝန်ထမ်းဖြစ်နေတာဗစက်ကလေ ည်းအငိမ့်နေလို့မရသလိုမျက်လုံးကလည်းအငိမ့်နေနေလို့မရဘူးရှစ်ချိန်ချက်ချက်ခါအတီတောင်ပြောနေရတာကြည်နေရတာဖြစ်တဲ့အတွက်သူ့ကို in the in ခါဝန်ထမ်းတွေမှာတုံးနေ in ပါဟုတ်ပြီနော်အဲ့တော့အဲ့ဒီ in လေးနဲ့ဆွမ်းနာက စိုင်းနဲ့ပေါင်လိုက်ရင်ဘာစကားလုံးလေးဖြစ်သွားမလဲစဉ်းစားကြည့်လိုက်ကြမယ်အဲ့တော့ဆွမ်းနာကဒါလေးကစိုင်းခန်းကြီးလေးပါအဲ့တော့ sign ဆိုရဲ missus ဆိုရဲစိုင်းခန်းကြီးလေး sign ထဲမှာဝန်ထမ်းရှိတော့ sign ဝန်ထမ်းဆိုရဲစကားလုံးလေးဖြစ်မှာပေါ့ဒါလေးကတော့ဝန် န်းကိုကိုစားပြုတဲ့ in ဆိုတဲ့စကားလုံးလေးဒါလီကဝန်တန်းကိုကိုစားပြုတဲ့ in ဆိုတဲ့စကားလုံးလေးအဲ့တော့နှစ်မျိုးပေါင်းတဲ့အချိန်မှာသူတို့အတန်ထွက်က10 in ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ် သူ့ရဲ့နာမည်ကတန်အင်းတန်အင်းဆိုတာကဘာပြောတာစိုင်ဝင်တန်းကိုပြောတာအဲ့တော့မစ်ဆဲဆိုတဲ့စိုင်ကသူများနဲ့ပေါင်းရင်တန်ဆိုတဲ့အတန်ထွက်ထွက်သွားတယ်အနောက်ကဝန်ထမ်းရဲ့တင်ဂီတာကအင်းဆိုတဲ့အတန်ထွက်လာအဲ့တော့နှစ်မျိုးပေါင်းလိုက်ရင်တန်အင်းကိုခေါ်တဲ့စိုင်ဝင်တန်းဆိုတဲ့စကားလုံးလေးဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့စိုင်ရဲ့ဝန်ထမ်းရဲ့ပေါင်းလိုက်ရင်တန်အင်းကိုခေါ်တဲ့စိုင်ဝင်တန်းလေးဖြစ်သွားလိမ့်မယ်နော်အဲ့တော့နောက်ထပ်ခန်းကြီးလေးတစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးရ တော့လွေပါတယ်ဒီခန်းကြီးလေးကိုကြည့်လိုက်ကြမယ်တစ်ချက်ဆွဲတယ်နှစ်ချက်ဆွဲမယ်3ချက်ဆွဲတယ်4ချက်ဆွဲမယ်5ချက်ဆွဲမယ်6ချက်ဆွဲတယ် ြီးရင်ခလေရနေတောင်းလိုက်မြင်လေးတချောင်းလေးဖြတ်လိုက်တာသူ့ရဲ့နာမည်ကခုရုမလို့ခေါ်တယ်သူ့နာမည်ကဘာလို့ခေါ်လဲခုရုမခုရုမဆိုတာကားခန်းကြီးလေးပါအဲ့တော့ကားကားကကားကိုကြည့်လိုက်မှဆိုရင်အရှိခန်းနဲ့အနောက်ခန်းနှစ်မျိုးပါတာဖြစ်တဲ့အတွက်ဒီသင်္ကေတလေးကအရှိခန်းနဲ့အနောက်ခန်းကိုကိုးစားပြုတဲ့ကားအစိုက်အပိုင်းလေးရှေ့ကကြတော့ရှေ့ဘေးနှစ်ဘေးနောက်ကကြတော့နောက်ဘေးနှစ်ဘေးဖြစ်တယ်ခလေကဝီယိုးတန်းကြီးကခန့်ထားတဲ့အတွက်ကားရဲ့အ စိတ်အပိုင်းတိုင်းကိုဆွဲချက်တိုင်းရေးထားတာအဲ့တော့အဲ့ကားရဲ့သင်္ကေတပုံစံလေးတိုင်းမှတ်ကြမယ်နော်ကားမှာရှေ့ကန်းနှစ်ရှေ့ကန်းပါမယ်နောက်ခန်းပါတဲ့အတွက်နှစ်ကန်းပါမယ်ပြီးရင်ရှေ့မှာရှေ့ဘိန်းနှစ်ဘိန်းနောက်မှာနောက်ဘိန်းနှစ်ဘိန်းပါတယ်ခလေကဝေယိုးတန်းကြီးခံလိုက်မယ်ဒါကကားအစိတ်အပိုင်းကိုပြောထားတာအဲ့တော့ဒါကခုရူမာလို့ခေါ်တဲ့ကားခန်းကြီးလို့မှတ်လိုက်မယ်ဆွဲချက်လေးကိုနောက်တစ်ခေါက်ပြန်ဆွဲကြည့်ကြမယ်ဘယ်လိုမျိုးဆွဲတာဒါကရှေ့ဘိန်းနှစ်ဘိန်းအရင်ဆွဲမယ်ပြီးကြရင်ခလေကနေပြီးတော့ ခြေခန်းနဲ့နောက်ခံပါမယ်ပြီးရင်နောက်ဘိန်းနှစ်ဘိန်းကိုဆွဲမယ်ခလေကဝရိုးတန်းခံလိုက်သူ့ရဲ့နာမည်ကဘာလို့ခေါ်တာလဲခူရူမာလို့ခေါ်တယ်ခူရူမာဆိုတာကကားကိုပြောတာကားရဲ့အစရပိုက်တိုင်းဆွဲထားတာဟုတ်ပြီနော်အဲ့ဒါနောက်ထပ်ခန်းကြီးလေးတစ်လုံးဆက်ကြည့်ကြမယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးကကြတော့ကြည့်လိုက်မယ်ဘလို့လေးရေးတာလေဆိုတော့ပထမဦးဆုံးတစ်ချက်ဆွဲလိုက်ပြီး ပေးကြရင်နှုတ်သီးပုံစံလေးနှစ်ချက်ဆွဲတယ်အနောက်ကလေးမှာအင်္ဂလိပ်အခရာ key tingita လေးတိုင်းဆွဲလိုက်တာသူ့ရဲ့နာမည်ကဘာခေါ်လဲဆိုတော့ Mizu လို့ခေါ်တယ် Mizu ဆိုတာဘာပြောတာရေကိုပြောတာ Mizu ဆိုတာကရေကိုပြောတာအဲ့တော့ရေခန်းကြီးလေးပါဒီခန်းကြီးနာမည်ကဘာလို့ခေါ်လဲရေခန်းကြီး Mizu ဆိုပြီးတော့ခေါ်ပေးတယ်ပြန်ဆွဲကြည့်မယ်ရေခန်းကြီးဘယ်လိုဆွဲတာလဲရေဆိုတာကရေပိုက်ကောင်းဖြစ်တဲ့အတွက်ရေပေါက်ကောင်းနှုတ် သီးပုံစံလေးဆွဲတယ်။ရည်တွေကအနောက်ကနေဒီတိုင်းရိုးရိုးတန်တန် ထွက်တာမဟုတ်ဘူး။ကန်ထရနေထွက်တဲ့အတွက် K လေးပုံစံလေးရေးထားတာ။အဲ့တော့ရည်ကနှုတ်သီးရနေကန်ထရရည်ကနှုတ်သီးရနေထွက်တယ်။အဲ့ဒီတွက်မီဆူဆိုရယ်ရည်ဆိုတာဖြစ်တာ။အနောက်ကကန်ကိုကိုစားပြုတဲ့ K တင်ဂီတာလေးရဲ့အရှိကရည်ပိုက်ကောင်းတင်ဂီတာလေးရဲ့ပေါင်းထားတာ။ဒါလေးကမီဆူလို့ခေါ်တဲ့ရည်ခန်းကြီးပါ။နောက်တစ်ခေါက်ပြန်ရေးကြည့်မယ်။အမှတ်မိလွယ်သွားအောင်လို့ဘလိုမျိုးဆွဲမှာရည်ကဘယ်ရနေထွက်တာလဲ။ 这些白高了呀，你说的。<noise> န်သေးကရီယာထွက်တာဖြစ်တဲ့အတွက် K ပုံစံလေးရေးထားတာသူ့ရဲ့နာမည်ကဘာလို့ခေါ်လဲမီဆူဆိုပြီးတော့ခေါ်တယ်ရီဆိုပြီးတော့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ခုလေးဆက်ပြီးတော့ကြည့်ကြည့်ကြမယ်အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးအဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးကကြတော့သူ့ရဲ့နာမည်ကဘာလို့ခေါ်လဲဆိုတော့မီချီလို့ခေါ်တယ်သူ့ရဲ့နာမည်ကမီချီမီချီဆိုတာကလမ်းကိုပြောတာလမ်းခန်းကြီးလေးဆွဲကြည့်မယ်ပထမဦးဆုံးတစ်ချက်နှစ်ချက်ဆွဲမယ် ်ကြိုလေးနှစ်ချောင်းနဲ့ပြီးရင်သုံးချက်ဆွဲမယ်လေးချက်လေးဆွဲလိုက်ပြီးငါချက်ဆွဲမယ်ခြောက်ချက်ဆွဲမယ်ခွနချက်ရှစ်ချက်ဆွဲမယ်ကိုးချက်ဆွဲမယ်လမ်းကိုသွားရင်မျက်လုံးနဲ့ကြည့်ပြီးတော့သွားရတယ်ဆိုပြီးမှတ်မယ်အပေါ်ကနေကြိုလေးနှစ်ချောင်းထောင်းမျက်လုံးကိုတိတ်ချာကြည့်ပြီးတော့သွားမယ်ဘလို့သွားမှလဲဆိုတော့အရှိမကဒါကလမ်းလျှောက်ပြီးသွားတယ်လို့မှတ်လိုက်မယ် နှီးသုံးပုံစံလေးကိုလမ်းလျှောက်ပြီးသွားတယ်လို့မှတ်လိုက်မယ်။အဲ့တော့ဂျူလင်းနှချောင်းထောင်းမျက်လုံးလေးကိုကြည့်ပြီးတော့ပြီးတော့သွားရမယ်။လမ်းလျှောက်ပြီးတော့သွားရတယ်။အဲ့ဒီအတွက်မစ်ချီဆိုရယ်လမ်းစရာက ဖြစ်သွားတာဟုတ်ပြီနော်အဲ့နောက်တစ်ခေါက်ပြန်ရေးကြည့်မယ်လမ်းခန်းကြီးလေးလမ်းကိုဘယ်လိုသွားမလဲဂျိုလေးနှစ်ချောင်းထောင်ပြီးတော့သွားမယ်မျက်လုံးလေးနဲ့တိချာကြည့်ပြီးသွားတဲ့အတွက်မဲလို့ခေါ်တယ်မျက်လုံးအစိတ်အပိုင်းလေးသူကပါထားတာပေးကြရင်ဘယ်လိုသွားမှာလဲလမ်းလျှောက်ပြီးသွားတဲ့အတွက်တွန့်လိန်တွန့်လိန်နဲ့လမ်းလျှောက်ပြီးသွားမယ်အဲ့ဒီအတွက်သူ့ရဲ့နာမည်ကမိချီလို့ခေါ်တဲ့လမ်းခန်းကြီးလေးဖြစ်သွားတာဂျိုလေးနှစ်ချောင်းထောင်မျက်လုံးလေးနဲ့တိချာကြည့်မယ်လမ်းလျှောက်ပြီးတော့သွားမယ်ဆိုရင်မိချီ ဆိုရယ်လမ်းခန်းကြီးလေးရသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီပတ်တူအထွက်ကိုဝါတာစီကနေပြီးတော့ M5 ခန်းကြီး repetition လေးအချို့ကိုဒီနေ့သင်ကြားပေးလိုက်ရပါတယ်နော်အားလုံးတို့အဆင်ပြေမယ်လို့ထင်ပါတယ်